အားလုံးမင်္ဂလာပါဒီနေ့ကတော့မြစ်ခွာရည်လေးသုံးဆောင်มาဖြစ်ပါတယ်ဒီမှာပါဝင်တဲ့ပစ္စည်းမြစ်ခွာရည်လေးရယ်မြေဘဲလေးရယ်ပစုံ၆လေးရယ်ရုပ်ဒီစိလေးရယ်တမရသီးလေးရယ်ဖြစ်ပါတယ်ကျက်တုန်ကြီးကတော့စီချက်လေးချက်มาဖြစ်ပါတယ်စီချက်လေးနဲ့သုံးပါပါကျက်တုန်ကြီးစီချက်ချက်ပါမယ်စီလေးထည့်ချပါမယ်စီစုလိုက်ပြီးဆိုကျက်တုန်ကြီးလေးထည့်ချပါမယ်ကျက်တုန်ကြီးစီချက်စနေမုတ်လေးနည်းနည်းထည့်ပါမယ် မြစ်ခွေရတော့မှာမြစ်ခွေရတခုတည်းမဟုတ်ပဲခင်းချစ်ပြီးလဲထည့်လို့ရရပါတော့ကော်ဗီဒ်လေးလဲထည့်သွလို့ရပါတယ်ဆိုတော့မြစ်ခွေရတမျိုးတည်းတော့မှာစင်ချက်လေးကဒီအနေလေးဆိုရင်ရပါပြီမြစ်ခွေရတော့ကစင်ချက်လေးတစ်ခွေရပါပြီစင်ချက်လေးလည်းရပြီဆိုတော့မြစ်ခွေရလေးတော့မှာဖြစ်ပါတယ်မြစ်ခွေရဒီထဲမှာပါဝင်တာမြေပဲထားမြေပဲထောင်းတာလေးရယ်ပစွန်6လေးရယ် မှာတမယာတီးလေးရဲ့ငေးပြီးစိမ့်လေးရဲ့နှစ်ခွက်ရည်ရဲ့ဖြစ်ပါတယ်ဒီမုတ်လေးနည်းနည်းဒီမုတ်လေးနည်းနည်းထည့်ပါမယ်ဒီကြားလေးနည်းနည်းထည့်ပါတယ်နည်းပြရည်လေးထည့်ပါမယ်တမယာတီးလေးပေါ့နော်တမယာတီးလေးရောစိတ်ထားအချင်းမျက်နှာကြိုက်တော့အချင်းမျက်နှာညှစ်ထည့်တမယာတီးလေးညှစ်ထည့်ပါတယ်ဒီချက်လေးထည့်မှာပါပဲပဲမုတ်လေးနည်းနည်းထည့်တော့ပါမယ်ပဲမုတ်လေးနည်းနည်းထည့်ပါမယ် ဗီဒီယိုခင်းချစ်ဒီပြည်လည်းထည့်တက်လို့ရပါတယ်ခင်းချစ်ဒီလို့ခေါ်ပြီးတော့တချို့ကျတော့ပဲတွေလည်းထည့်ပါတယ်နော်အစောကိုနှစ်တက်တယ်လို့ထည့်လို့ရပါတယ်ခင်းစားလို့ကောင်းတယ်မြစ်ခွေရဲ့တုတ်လေးတစ်ခွေရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်